ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့သူတိချင်းမိတ်ဆင်များဒီတပတ်လာမဲ့9ရက်6ရက်9လပိုင်း2025နေပြီးတော့ကျွန်တော်တို့9ရက်9လပိုင်း2025အထိပေါ့เนาะကျွန်တော်ဒါကျွန်တော်တွေ့ရှိထားတဲ့လေးလုံးအခွေလေးကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်เนาะအားလုံးကိုရသခြင်းနဲ့စေတနာနဲ့ကျွန်တော်လေးလုံးအခွေတင်ပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ ဒီလိုเนาะညီကိုနှက်ခတ်လို့ကြတာ ਨੇ တဲ့ကျွန်တော်တို့เนาะညီကိုညီကိုနှက်ခတ်လို့ကြတာ ਨੇ သူ့ရဲ့နောက်တစ်ပတ်အတွင်းမှာကျွန်တော်တို့ဘာခွေထွက်တယ်လဲဆိုလို့ရှိရင်เนาะကျွန်တော်တို့တင်းနှစ်သုံးလေးအဘူးပါအခွေတီးတဲ့ကျွန်တော်တို့เนาะဖတ်ပါတယ်တဲ့เนาะကျွန်တော်တို့ဒီမှာ90နှစ်လေးတော့ထွက်တာ ਨੇ ကျွန်တော်တို့တစ်သုံးဆိုတဲ့ကျွန်တော်တို့ကနန်းဒီတဲ့ထွက်တော့ပါတယ်เนาะတင်းနှစ်သုံးလေးအခွေပါเนาะညီတို့ဒီမှာเนาะ နီကိုနှက်ခတ်လို့ကြာတာ ਨੇ တဲ့ကျွန်တော်တွေ့ရအောင်ပါတဲ့နောက်တစ်ပတ်မှာเนาะ3 4နှစ်သစ်ဆိုရကနာเนาะ3နှစ်3 4ဆိုရအခုထွက်ပါတယ်တဲ့เนาะဒီမှာလဲကျွန်တော်เนาะနီကိုနှက်ခတ်လို့ကြာတာ ਨੇ တဲ့တွေ့ရဒီနောက်တစ်ပတ်မှာတဲ့เนาะကျွန်တော်တို့အာဒီမှာ3 3 3ဆိုရခွေရ3 3ဆိုပြီးတော့ထပ်သွားပါလေเนาะအဲကျွန်တော်တို့ဒီမှာညီကိုနှက်ခတ်လို့ကြာတာ ਨੇ တဲ့တွေ့ရနောက်တစ်ပတ်မှာတဲ့ကျွန်တော်တို့ဒီမှာ တုံးလုံးနှစ်ဆိုတဲ့တင်းနှစ်သုံးနှစ်အခွေဒီကျွန်တော်တို့အမြဲမပြတ်မကွက်လိုက်ထပ်ပါတယ်နော်ကျွန်တော်တို့ဒီမှာလည်းပဲနော်ညီကိုနက်ခတ်လို့ကြတာနဲတဲ့နော်သူ့ရဲ့ဒီနောက်တစ်ပတ်မှာပေါ့နော်ကျွန်တော်တို့30နှစ်ဆိုတဲ့ကဏ္ဍရဲ့40နှစ်ဆိုတဲ့ကဏ္ဍရဲ့နော်ကျွန်တော်တို့ထပ်ပါတယ်တဲ့နော်ကျွန်တော်တို့ဒီမှာလည်းပဲညီကိုနက်ခတ်လို့ကြတာနဲတဲ့နောက်တစ်ပတ်မှာကျွန်တော်တို့တစ်တုံးဆိုတဲ့ကဏ္ဍ ထပ်ပါတယ်တဲ့နော်ဒီမှာလည်းပဲကျွန်တော်တို့ညီကိုနက်ခတ်လို့ကြာတာ ਨੇ သူ့အောက်မှာကျွန်တော်တို့34ဆိုတဲ့တင်းနေ34လေးလုံးခွေတီလိုက်ထပ်ပါတယ်နော်ကျွန်တော်ဒီမှာလည်းပဲနော်86ဆိုတဲ့ကျွန်တော်တို့ညီကိုနက်ခတ်ကြာတာ ਨੇ သူ့နောက်တစ်ပတ်မှာညစ်တ4နှစ်ဆိုတဲ့ကျွန်တော်တို့နောက်တင်းနေ34အခွေတီကျွန်တော်တို့ထပ်ပါတယ်နော်ဒီမှာ27 40နှစ်ဆိုပြီးတော့မှကျွန်တော်တို့အခွေထပ်ပါတယ်နော် အာကျွန်တော်တို့ဒီမှာเนาะကျွန်တော်တို့ဒီမှာလည်းပဲညီကိုနှက်ခတ်လို့ကြာတာ ਨੇ တဲ့သူရဲ့ကျွန်တော်တို့ဒီနောက်တစ်ပတ်မှာတဲ့เนาะကျွန်တော်တို့34ဆိုတဲ့ကဏ္ဍเนาะ3နဲ့34ဆိုတဲ့အခွေเนาะ34ဆိုပြီးတော့မှကျွန်တော်တို့ထွက်တော့ပါတယ်တဲ့เนาะဒီမှာလည်းပဲကျွန်တော်တို့ညီကိုနှက်ခတ်လို့ဖြစ်တာ ਨੇ တဲ့သူရဲ့နောက်တစ်ပတ်မှာเนาะကျွန်တော်တို့ဒီမှာ33ဆိုတဲ့အပူပါเนาะ33ဆိုတဲ့အပူเนาะ တင်းနဲ့တောင်းလေးလေးလုံးခွေအပူပါလေးလုံးခွေဒီကျွန်တော်တို့မပြတ်မခွက်လိုက်ထပ်ပါလေတဲ့နော်ကျွန်တော်တို့အခုဒီဘက်အပတ်မှာလဲပဲနော်ကျွန်တော်တို့ညီကိုတဲ့နက်ခတ်လို့ဖြစ်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီတစ်ပတ်မှာဒီတော့နော်ကျွန်တော်တို့ဒီလေးရက်အတော်အတွင်းမှာကျွန်တော်တို့တင်းနဲ့တောင်းလေးအခွေပေါ့နော်မိမိတို့ဒါအဲတင်းနဲ့တောင်းလေးတင်းနဲ့တောင်းလေးလုံး အခွေပေါ့နော်ရေလုံးအခွေနော်တင်းနေတော့လေအပူပါခွေမယ်နော်အပူအပူအပူပါခွေမယ်နော်ဟုတ်လားတင်းနေတော့လေးလုံးအပူပါအခွေကျွန်တော်တို့ကစားမှာဖြစ်ပါတယ်တဲ့နော်ဒီလိုကကျွန်တော်တို့ပြီးလို့ရှိတော့မှစိုးတဲ့အတွက်ကြောင့်ကိုကျွန်တော်တော့ဒီဝေးမပြတာပါဘောနော်အားလုံးပဲနော်မိတော်တော်မှာ 6ရက်5လပိုင်း2025ဒီတုန်းက9ရက်5လပိုင်း2025အထိလုံးဝပြည့်ပြည့်မရှိတဲ့လေးလုံးအဖွေပါเนาะကျွန်တော်တို့ညီကိုနှစ်ခတ်ထွက်တိုင်းပါတဲ့နောက်တစ်ပတ်အတွင်းမှာကျွန်တော်တို့3နှစ်3လတဲ့အဘူပါအခွေဒီကျွန်တော်တို့ထွက်ပါကျွန်တော်စိတ်ကြိုက်ကနန်းဒီ3နှစ်3 3 40နှစ်ဆိုတဲ့ကနန်းဖြစ်ပါတယ်တဲ့เนาะ40နှစ်ဆိုတဲ့ကနန်းဖြစ်ပါတယ်ကျွန်တော်ရဲ့เนาะတကွက်ကောင်းဒီတော့ကျွန်တော်တကွက်ကောင်းကကျွန်တော် ပြီးခဲ့တဲ့ဗီဒီယိုဒီမှာကျွန်တော်ပြန်ကြကဏ္ဍဒီဗညာကဏ္ဍဆော့မှာလို့ပြောတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ23ကိုတစ်ခါကောင်းအနေနဲ့ကျွန်တော်ရွေးထုတ်ထားပါတယ်နော်အာမိမိတို့ပတ်စံတတ်နိုင်တဲ့လူတွေကတော့ဒီလေးလုံးအခွေကိုအာမိမိတို့ပတ်စံတတ်နိုင်တဲ့လူတွေကတော့တော့အကုန်လုံးထိုးနိုင်ပါတယ်ပတ်စံမတတ်နိုင်တဲ့လူတွေအနေနဲ့ကတော့အာကျွန်တော်ရွေးပေးထားတဲ့ဒီစိတ်ကြိုက်လေးကွက်ထဲကနော်အာမိမိတို့အဲ့ဒီလေးကွက်ကိုမိမိတို့ထိုးစေချင်ပါတယ်နော် ဘာလို့လဲဆိုတော့ဒါဒါဒီအများဆုံးထပ်ထားတဲ့ကဏ္ဍနေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ကဏ္ဍလေးကပ်ကိုကျွန်တော်ရေးထုတ်ထားခြင်းဖြစ်ပါတယ်။ကဲအားလုံးပဲကျွန်တော်တို့နော်အဲဒီဘက်အတွင်းမှာနော်မိမိတို့နော်တန်ကောင်းခြင်းတွေနဲ့နော်အောင်မြင်ခြင်းတွေနဲ့ပြည့်စုံကြပြီးတော့မိမိတို့လုံရင်စန္ဒတွေအလုံးတဝရင်းနဲ့နော်ရကြပါစေလို့ဆုမွန်ကောင်းတောင်းပန်ရင်းနဲ့အဲကျွန်တော်ရဲ့ ဗီဒီယိုလေးကိုကျွန်တော်ဒီမှာတင်အဆုံးတက်ပါပြီเนาะဒီမှာတင်အဆုံးတက်ပါပြီတဲ့เนาะဒီလိုဒါโอเคအားလုံးပဲเนาะမင်းတို့မေးမထင်လို့ရှိရင် second shot လေးတွေရိုက်ပြီးတော့တိန်းထားပါเนาะတကယ်လို့ဒါအင်္ဂါနေ့မှာမထွက်သေးဘူးဆိုရင်တော့ကြံတဲ့3ရက်ကတော့မိမိတို့စိတ်ချလိုက်လို့ကောင်းပါတယ်เนาะစိတ်ချလိုက်လို့ကောင်းပါတယ်เนาะဒါမိမိတို့ အဲတော့တော့အခွေကတော့ကျွန်တော်မချာရသေးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီဥစ္စာလေးတော့ကျွန်တော်မတင်ဖြစ်သေးပါဘူးเนาะအဲကျွန်တော်လောလောဆယ်ကျွန်တော်တွေ့ထားတဲ့လေးလုံးအခွေလေးပေါ့เนาะကျွန်တော်တို့ဒီမှာเนาะအကနကတုံးကလေးကငါကခြောက်ကခွန်ကရှစ်ကကိုးကဆယ်ကဆက်တကမြောက် ကျွန်တော်တို့အခုလာမဲ့ဆက်တက္ကမြောက်ပေါ့နော်ဟောဒီလေးတော့ခွေသည်လုံးဝမပြတ်ပါဘူးเนาะကျွန်တော်တို့ဒီဘက်မှာအကုန်စစ်ကြည့်ပါကျွန်တော်တို့ဒီကလန်တာနေပြီးတော့မှဒီကနေစပြီးတော့မှကျွန်တော်စစ်တွေးကြည့်ချက်အရာတော့เนาะကျွန်တော်တို့ညီကိုနှက်ခတ်ကြဒီတာအားလုံးပေါင်းဆက်တက္ကပဲရှိပါတယ်เนาะဒါလေးပင်ကြကလန်တာပါเนาะကျွန်တော်လေးပင်ကြကလန်တာနဲ့ကြည့်ရဖြစ်ပါတယ်အားလုံးပဲညီတို့ဒီလာမဲ့ တစ်ပတ်အတော်တင်းပါเนาะမိမိတို့ဒါလေးလုံးအခွေနဲ့အမြတ်ရကြပါစေလို့ကျွန်တော်ထပ်ဆင့်ပြီးတော့မှစုမကောင်းတောင်းလိုက်ပါတယ်เนาะအားလုံးနဲ့ကံကောင်းကြပါစေဗျာ